ဒီညောကန်ရတဲ့တမိုင်းဟောင်းပြန်လဲလက်တော့ပြန်နိုင်ပါမလားညကိုရအလုံးမဲ့မိကလပါဘလုံးမဲ့ free တက်တကိုအများနဲ့ disappear နေတဲ့ fury တက်ကနေပြန်လဲချူဆူလိုက်ပါတယ်အတင်းကြီးတွေတော်တော်များများတော့စောင်းဝင်သွားပြီဖြစ်ပေမဲ့ arsenal တင်းမဲ့စောင်းဝင်မှုကြံပါတော့တယ်ဒီနေ့နိုဝင်ဘာ26ရက်နေ့ပိုတပူနေ့ညမှာတော့ champion league ဒုတိယညရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ arsenal နဲ့ bayern ရဲ့ပွဲကို tv လိုမှာပွဲချုပ်သုံးသက်ချက်အနေနဲ့လုပ်ပေးသွားမှာဖြစ်ပါတယ် arsenal ဟာလက်ရှိပွဲချက်ကာလနဲ့ကြုံနေရတယ်လို့ တရားရကစားသမားတွေလည်းတော်တော်များများရှိနေတဲ့အနေအထားမှာအကောင်းဆုံးရုံးကန်နေစေပဲဖြစ်ပါတယ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်းစပါကိုကိုးပြအနိုင်ယူခဲ့ပြီးဒီနေ့မှလည်းဘိုင်ယန်ကိုအင်ကွင်းမှာလက်ခံကစားဖို့ရှိပါတယ်ပြီးရင်လည်းတနင်္ဂနွေနေ့မှာချယ်ဆီအင်ကွင်းမှာချယ်ဆီနဲ့တွားကန်မှုရှိပါတယ်ဒီပွဲမှာတော့အာတီတာအနေနဲ့ဆုံးဖြတ်ချက်တစ်ခုချရပါမယ် ဘာလဲဆိုလို့ရှိရင်ဘိုင်ယန်နဲ့ပွဲကိုရှော့ကန်ပြီးချဲစီနဲ့ပွဲကိုအားထည့်ပြီးကန်မလားအာတီတာအနေနဲ့ကောင်းစားစရာပါပဲအာဆင်နယ်အနေနဲ့ဘိုင်ယန်ကိုရှင်ပြန်ရတာမလွယ်တလို့လန်လန်လာပြီးချဲစီကိုရှင်ကန်ဖို့ကလည်းမနေ့ကဘာစီကိုကိုပြတ်တွင်းလာတဲ့ခြေစွမ်းကိုကြည့်တိနိုင်ပါလေချန်ပီယံလိအမပေးစရာကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်သိန်းလုံးက၄ပွဲကစားတော့ပြီး၄ပွဲနိုင်ရမစနမန်အဆင့်တင်တဲ့နှစ်နေရာမှာရှိနေပါလေဒီလိုနေထားရမှာချန်ပီယံလိကိုအာဆင်နယ်ကရှော့ကန်မယ်ဆိုလို့ရှိရင်ဂျန်နဲ့၃ပွဲကရမ၆မှတ်လောက်ယူနိုက်တက်မှာဖြစ်ပြီး ချက်၆တင်ရှုံထွက်အဆင့်ကိုတက်လန်းနိုင်အောင်မှဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်ကချယ်ဆီကိုရှော့ကန်မယ်ဆိုလို့ရှိရင်တော့ပရီးမီးယားလီဂ်ဖလားရဖို့ကတော်တော်လေးကိုရာခိုင်နှုန်းနှဲသွားမှာဖြစ်ပါတယ်။ဒီပွဲမှာတော့အာဆင်နယ်အသင်းဘက်ကပဲတုံးသက်ယုံနဲ့ဒီပွဲရဲ့ဖြစ်နိုင်ခြေကိုတုံးသက်လို့ရပါပြီ။ပြီးတော့လည်းမနေ့ကချယ်ဆီကဘာစီလိုနာကိုတရေတဝက်ရှုံးပေးထားပြီးဂိုးပြတ်နိုင်လာတာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီညမှာလည်းအာဆင်နယ်ဟာဘိုင်ယန်ကိုတရေတဝက်ရှုံးပေးထားပြီးဒီဂျေရန်ဟာဒီညမှာထပ်ပြီးနိုင်မှုဆိုတော့ထပ်မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်အာဆင်နယ်ကိုဒီညမှာ ှာနိုင်မို့ထက်ကိုးများကြီးမပေးရအောင်ပဲပိတ်ကစားမယ်လို့ထင်တဲ့အတွက်တရေကြရင်တော့ပြန်90လောက်အသာလေးစားရမယ်ဘိုင်ယန်ဘော်ဒီကိုပဲရွေးချင်ပါတယ်ဒီညအာဆင်နယ်နဲ့ဘိုင်ယန်တို့ပွဲမှာတော့ကိုးပေါင်းစည်းကိုမရွေးချယ်ပေးတော့ပဲဘိုင်ယန်ဘော်ဒီတချောင်းနဲ့ကိုပဲညီကိုအတွက်ရွေးချယ်ပေးလိုက်ပါတယ်ညီကိုအကြိုက်တူပါကစားပါအကြိုက်ကဘက်ကန်ကြောင့်မြစ်တာရက်ခန့်ချင်ပါတယ်ညီကိုရဲ့အားလုံးကိုဒီညလည်းဆက်ပြီးအပေါင်းပြန်နိုင်ကြပါစေအားလုံးပဲကုလပါ